မင်္ဂလာပါခင်ဗျာစောနိုင်တော်မြန်မာ traditional master at youtube channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာဆိုရင်တော့ကျွန်တော်ပညာဒါနသင်ခန်းစာပို့ချလာတာသင်ခန်းစာနံပါတ်5ကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်သင်ခန်းစာနံပါတ်5မှာကျွန်တော်တို့ရှောင်းနီးသင်ခန်းစာစာခဲ့ပါတယ်အဲ့ဒီရှောင်းနီးသင်ခန်းစာရဲ့အဆက်ဖြစ်တဲ့ကျွန်တော်ရှောင်းကန်နီးစနစ်ပဲဖြစ်ပါတယ် ကျွန်တော်နဲ့အတူရှောင်းကာနေစရစ်ကိုကျွန်တော်ရဲ့ညီကောင်မောင်နှမတွေလိုက်ပါလေ့ကျင့်နိုင်ဖို့ကျွန်တော်ဖြည်းဖြည်းနဲ့မှန်မှန်ပဲလုပ်ပြသွားမှာဖြစ်ပါတယ်။ရှောင်းကာနေစနစ်ကိုကျွန်တော်အတူလိုက်ပါလေ့ကျင့်ပေးကြပါလို့ကျွန်တော်မြင့်တရားခံပါတယ်။ကျွန်တော်တို့မြန်မာတိုင်းတိုင်းတက်ဖို့လိုပါတယ်ခင်ဗျာ။ကျွန်တော်ရိုးရပညာအမွေရင်းနှစ်တွေကိုထိမ့်သိမ့်ဖို့အင်မတန်မှလိုအပ်တာလည်းဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်တို့မြန်မာတိုင်းပညာရက်တွေကိုကျွန်တော်တို့ဖြန့်ဖြူးနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရိုးရမပြောင်းမှကျွန်တော်တို့ဇာတိကိုမောက်လို့ရမှာဖြစ်ပါတယ်ခင်ဗျာ။ အားလုံးကျွန်တော်နဲ့အတူလိုက်ပါလေ့ကျင့်နိုင်မှုရှောင်းကျွန်တော်ပထမသင်ခန်းစာသင်ခဲ့သလိုကျွန်တော်တို့ရှောင်းကာနည်းစနစ်ရပြီဆိုရင်တော့ဒီရှောင်းကာစနစ်ဟာလွယ်လွယ်လေးပါတိတ်မခဲရမအောင်ခင်ဗျာအကြောတော့ကျွန်တော်တို့နဲ့အတူသင်ခန်းစာစလိုက်ကြရအောင်ခင်ဗျာပထမဦးစွာသင်ခန်းစာမစမီမှာပဲကာရဝပြုဖို့လိုပါတယ်ကာရဝပြုဖို့အတွက်မိမိရက်ချင်နေတာနဲ့သင်နေထားယူမယ်ခင်ဗျာကာရဝစပြုပါမယ်ခင်ဗျာ တကန်းသာစတင်မှုအတွက်ကျွန်တော်တို့ရှောင်းကာနီစပါပြီခင်ဗျာဒီနှစ်ခုတစ်ခုတည်းလုံမှတ်ပေးထားပါခင်ဗျာနံပါတ်အမှတ်စင်တစ်ဖြစ်ပါတယ်ခင်ဗျာ message number နဲ့ဖြစ်ပါတယ်ခင်ဗျာမဆင်နံပါတ်3ဖြစ်ပါတယ်ခင်ဗျာမဆင်နံပါတ်4ဖြစ်ပါတယ်ခင်ဗျာ မတ်စင်နံပါတ်5ဖြစ်ပါရခင်ဗျာအမတ်စင်နံပါတ်6ဖြစ်ပါရခင်ဗျာမဆင်းနံပါတ်9ဖြစ်ပါတယ်ခင်ဗျာဒီနေ့စနစ်တွေကို ကျွန်တော်တို့အကျေဖန်များစွာလေ့ကျင့်မှုလိုပါတယ်။ဟိုမှာကျွန်တော်တို့ဒီတခုချင်းစီရဲ့အသုံးတွေကတော့များစွာအသေးပဲဖွင့်လို့ရပါတယ်။ဟိုမှာကျွန်တော်တို့ရန်သူရဲ့လက်ကိုအားနဲ့ကားလိုက်တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ဒီလက်ဖြံရိုးတွေမာကြောနေဖို့လိုအပ်ပါတယ်ခင်ဗျာ။ဒီနူတူပါပဲ။ဆောရန်သူကိုကိုထိုးလိုက်တယ်။ရှောင်ပြီးတော့ကားလိုက်တာဖြစ်တယ်။ ကာကြယ်ရောတိုက်ချက်ရောတွဲဖို့ဆိုရင်တော့ကျွန်တော်တို့ရဲ့ခွန်အားတွေအပြည့်ထည့်ဖို့လိုပါတယ်ကျွန်တော်တို့ရဲ့လက်ဖြံရိုးရင်မှာကျွန်တော်တို့လက်ဖြံနေကျင့်ရမှာဖြစ်ပါတယ်လက်ဖြံကျင့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဥမာဝလုံးပေါ့နော်ဝစစ်ပိတ်လိုပုံစံမျိုးတရောင်းသွားတရောင်းသွားလောက်ရှိတဲ့အချိန်နဲ့ကျွန်တော်တို့လက်ကိုအများကြီးပြေးပါကျွန်တော်တင်လို့ခြေသလုံးရိုးတွေမှာကျင့်တယ်လို့ကျင့်ပေးပါနောက်ကျရင်တော့ကျွန်တော်ကျင့်စဉ်လေးတွေပါနမူနာတင်ပေးသွားပါမယ်ခင်ဗျာအဲ့ဒါဇာတုရဲ့လက်ကို ခုတ်ထဲလိုက်တာတွေဖြစ်ပါတယ်ခင်ဗျာမာကြောမူကိုကဒါရှောင်းကာကာလည်းဆိုပေမဲ့ကာကြရောတက်ချရောတွဲလို့ရပါတယ်ကိုလာထုတ်ရက်ကိုရဲ့လက်ကအားပါတယ်ဆိုရင်သူ့လက်ခါထွက်သွားမယ်ကျိုးထွက်သွားမယ်အဒီလိုပါပဲကိုကအားထည့်ဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီနည်းတူပါပဲကိုကန်လိုက်တယ်ထိုးလိုက်တယ်ပါပြနောက်ကိုဆုပ်ပြီးတော့ကာလိုက်တာဖြစ်ပါတယ်အားလုံး ကျွန်တော်တို့ခွန်အားတွေထည့်ဖို့လိုတယ်ကျွန်တော်တို့လက်တွေတံပါဖို့နေပါတယ်ဒါကရှောင်းပြီးတော့ gardenism ဖြစ်ပါတယ်ဥပမာကိုရှင်မလာတဲ့ထိုးအောက်ကနေအားထည့်ဖို့လိုပါတယ်ခင်ဗျာအားအပြည့်ထည့်ဖို့မမေ့ပါနဲ့ခင်ဗျာအားထည့်တဲ့အနေမှာကျွန်တော်တို့လက်သီးကိုကျင့်နေအောင်ဆုပ်ပါကျင့်နေအောင်ဆုပ်ပြီးမှကျွန်တော်တို့သွားပါခင်ဗျာဒီစနစ်တိုင်းသွားပါဒါမှအားပါမှဖြစ်ပါတယ် ီနေ့တို့ပဲကျွန်တော်တို့သွားရမှာဖြစ်ပါတယ်ခင်ဗျာအကုန်လုံးကြောင်းလေးဆိုလဲဒီလိုထွက်တာပါပဲခင်ဗျာအကုန်လုံးအတူတူပါပဲခင်ဗျာကျွန်တော်တို့ထွက်လိုက်တဲ့ခြေထွက်လိုက်တဲ့လက်တိုင်းမှာကျွန်တော်ခွန်အားပြင်းနေဖို့လိုပါကျွန်တော်လက်သေးကိုကြွတ်ကြွတ်ဆုပ်ထားပြင်းကျွန်တော်တို့လက်ရဲ့သဘောတဘာဝကိုကကျွန်တော်လက်ဖြံအဒီအတွင်းရိုးကကျွန်တော်တို့ဒီလိုဆုပ်လိုက်တာနဲ့ပို့ပြီးတော့တန်ပါစေတယ်ခင်ဗျာ ကျွန်တော်ဒီအပြင်ရောတော့ကျွန်တော်ပြောစရာမလိုပေါ့နော်ဒီကောင်ကတော့ဘယ်လိုပြောလဲဒီကောင်နှစ်ခုခံကာကွယ်တာကတော့ရှားပါတယ်ကျွန်တော်ဒီဟာနဲ့မဲ့ခုခံကာကွယ်တိုက်ခိုက်တာဖြစ်တဲ့အတွင်ရောနဲ့မဲ့ရှိပါတယ်အပြင်ရောနဲ့ကတော့ရှားပါတယ်ခင်ဗျာအဲဒါကြောင့်မကျွန်တော်အတွင်ရောကိုတာမာဖို့အတွက်ကျွန်တော်တို့လေ့ကျင့်ထားမှာဖြစ်ပါတယ်ကျွန်တော်ဂျိန်လုံးတွေလှိမ့်ပေးတာတန်လုံးတွေလှိမ့်ပေးတာလုပ်ပေးရပါမယ်ခင်ဗျာအနက်ငါ့ကိုလိုက်ပါလေ့ကျင့်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာအခုကျွန်တော်သင်ပြပေးသွားတဲ့သင်ခန်းစာကတော့ ရှောင်းကန်နီး9ပါးဖြစ်ပါတယ်ခင်ဗျာအားလုံးမှတ်ထားပါခင်ဗျာကိုဆိုရင်ရှောင်းနီး10ပါးလည်းရပြီရှောင်းကန်နီးလည်းရပြီကျွန်တော်တိုက်ခိုက်ရမယ့်ကိုခဏစိတ်ပိုင်းနဲ့သိပြီဆိုတော့ကျွန်တော်တို့သင်ခန်းစာနံပါတ်6မှာတော့ကျွန်တော်ဗာသင်ပေးမလဲဆိုရင်တော့ဘန်ဒို63ပေါင်းဖြစ်ပါတယ်ကျွန်တော်တို့ဘန်ဒို63ပေါင်းကိုကျွန်တော်နဲ့အတူလိုက်ပါသင်ယူနိုင်ပါတယ်ဘန်ဒို63ပေါင်းကိုကျွန်တော်တို့တရက်ထဲသွားပြီးပြလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ညီကိုမောင်နှမတွေတရက်ထဲဆိုရင်အများကြီးလိုက်ပါလေ့ကျင့်နိုင်မှာမဟုတ်လို့ နားရှုပ်သွားတာတွေနားမလဲတာတွေဖြစ်မှာဆိုလို့ကျွန်တော်တို့ဘန်ဒို63ပေါင်းကိုကျွန်တော်တရက်ကိုနည်း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 ခွဲပြီးတော့သင်ပေးသွားမှာဖြစ်ဥပမာခေါင်းအုပ်စုလက်အုပ်စုအဲ့ဒါမျိုးတွေဟိုနှစ်ခုပေါင်းရင်ပေါင်းမယ်လေချိုးအုပ်စုတွေတစ်ခုတည်းသွားမယ်ဥပမာလက်စုံ73လောက်မျိုးတွေတစ်ပွဲတည်းသွားမယ်အားလုံးနားရှင်းလွယ်အောင်အဲ့လိုမျိုးသွားမှာဖြစ်ပါတယ်အားလုံးကျွန်တော်နဲ့အတူကျွန်တော်ရဲ့ channel လေးကိုအစမပြတ်စောင့်ကြည့်ပေးပါကျွန်တော်မြန်မာတိုင်းမြန်မာတိုင်းတဖို့ကျွန်တော်တို့ရဲ့မြန်မာတိုင်းပညာရပ်တွေကိုဖြန့်ဖြူးနေခြင်းဖြစ်ပါတယ်ခင်ဗျာဝါသာရှင်ကြီးကိုမောင်နှမတွေအားလုံးစိတ်ကြပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာကျေးဇူးသူတဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်တကယ်လို့ DBO family ကမိတ်ဆွေတို့အတွက်အကျိုးတစ်စုံတည်းရရှိခဲ့မယ်ဆိုရင်ကျွန်တော်ဗီဒီယိုရဲ့အောက်မှာ comment လေးတစ်ခုခုချန်ထားခဲ့ပေးပါခင်ဗျာမိတ်ဆွေတို့ချန်ခဲ့တဲ့ comment လေးကကျွန်တော်ရှေ့ဆက်ရမယ့်ဗီဒီယိုတွေတော့ခွန်အားဖြစ်လို့ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ